โอเคအားလုံးပဲမင်္ဂလာပါ Man City Football မြန်မာ Page နဲ့ပြင် Channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ကျွန်တော်တို့စနေနေ့ညမှာကံမယ် England Premier League ပွဲစဉ်စနေပွဲစဉ်တဲရတပွဲဖြစ်တဲ့ Newcastle နဲ့ Man City တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်โอเคကျွန်တော် Channel ကိုသဘောကျတဲ့ဆိုရင် Like and Subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်โอเคအစီအစဉ်လေးကိုစလိုက်အောင်ကျွန်တော်တို့စနေနေ့ည မြန်မာအခြေ12နာရီကျွန်တော်တို့မလေးအခြေတနင်္ဂနွေနေ့မနက်တနင်္ဂနွေခွဲမှာကံမဲ့ပွဲရုပ်ခက်ဆက်တင်တယ်မစီလို့အပွဲဒီပွဲကစနေနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်ဟုတ်ကဲ့ဒီနေ့သင်းရဲ့တွစ်ဆုံမှုမှာဆိုလို့ရှိရင်တော့မန်စီးတီအသင်းဟာအမဲလို့လို့အသာစီးရတယ်လို့ပြောလို့ရတယ်မန်စီးတီကိုရုပ်ခက်ဆက်နိုင်တယ်ဆိုလို့နောက်19ရက်ကလက်ချိန်နိုင်သားဘူးလေနောက်ပြီးတော့ဟိုအရှိပိုင်းမှာ နှစ်ချိန်နိုင်ထားဘူးလေဒါတော့ပဲဂျန်တဲ့အချိန်တွေကတည်ရဒါမှမဟုတ်မန်စီးတီးအနိုင်ကြီးပဲသွားခဲ့တာပွဲတွေအများကြီး2019ကနေဆိုလို့ရှိရင်အခုဆိုလို့ရှိရင်မန်စီးတီးကိုနျူကာဆယ်မနိုင်တာပရီးမီယာလိမှာပေါ့နော်ဂျန်တဲ့တခြားအဖေကတ်တို့အဲကာရာဘောင်းတို့ကိုတော့မပြောဘူးပရီးမီယာလိမှာမန်စီးတီးကိုနျူကာဆယ်မနိုင်တာ2019နောက်ပိုင်းအခုလက်ရှိမနိုင်သေးဘူးဒါကိုကြည့်ရမယ်ဆိုရင်မန်စီးတီးဂျားထဲမှာအနိုင်မြင့်အတက်ကြရရှိနေတယ်နှစ်မှာတော့မှညကစကိုကောင်းကောင်းခုခံနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ်။ညကစအင်ကွင်းမာရမှန်တယ်။ဒါပေမဲ့ကျွန်တော်တို့မန်စီးတီး ဟာအခုဆိုလို့ရှိရင်ကစားသမားအစ်တတင်နေရောရှိနေပြီသားငကူကစားသမားအောင်းနေနေပါချိတ်ဆက်မိမိနဲ့အခုမြင်းမြိုင်ဆက်ဆိုင်လေးပြန်လဲအသက်ဝင်လာတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်မန်စီးတီအသင်းကဒီပွဲမှာလဲအမတ်ရော့မခံဘူးလို့တော့ကျွန်တော်မြင်မိတယ်ဟုတ်ကဲ့ကျွန်တော်နှစ်သင်းရဲ့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ဟတ်ထွယ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်ယူကတ်ဆယ်က၃ပွဲနိုင်တာလေမန်စီးတီက26ပွဲနိုင်တာလေ၄ပွဲတည်ရကြတာလေ ဒီပမာဏဟာပြောမစင်33ချိန်တွေ့မှုတဲ့ဒီပမာဏဟာမန်စီးတီးအတွက်တော်တော်လေးကိုတားတယ်လို့ပြောလို့ရတယ်။ဒါအောင်ကြည့်ရမယ်ဆိုရင်မန်စီးတီးကနျူကာဆယ်နဲ့တွေ့တာလို့ဘုံဘုံနဲ့တွေ့တာလို့တခြားတင်းတွေခက်ခဲရင်ခက်ခဲလိမ့်မယ်။မန်စီးတီးအတွက်အရင်ကြီးခက်ခဲနေတယ်လို့ပြောလို့မရဘူး။နျူကာဆယ်ကအခုနောက်ပိုင်းပြန်ကောင်းလာတဲ့ဟာကိုတော့လက်ခံပေးလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့မန်စီးတီးအသင်းကလည်းကေဟိုမှာကောင်းလာကောင်းလာတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်ဒီပွဲမက်ဆီအမှတ်ယူမှုယူမယ်လို့တော့ကျွန်တော်မြင်ပြီးနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်နျူကာဆယ်ဟာ၃ပွဲ ရှုံးပြီးတော့နှစ်ပွဲပဲနိုင်တာတယ်အဲ့ဒီသုံးပွဲရှုံးပြီးတော့နှစ်ပွဲပဲနိုင်တာတဲ့မှာဆိုရင် Newcastle က Northern Forest ကို2-0နဲ့နိုင်ထားတယ် Brighton ကို2-1နဲ့ရှုံးထားတယ်ပြီးတော့ Fulham ကို2-1နဲ့ပြန်နိုင်ထားတယ်ပြီးတော့ West Ham ကို3-1နဲ့ရှုံးတယ်နောက်ပြီးတော့ Brentford ကို3-1နဲ့ရှုံးတယ်အဲ့တော့ Newcastle အနေနဲ့ကပြောမယ်ဆိုရင်တော့မချောက်ဘူးဗျပြန်မလားသူ့ရဲ့အနေအထားကဒါပေမဲ့ तू ကချန်ပီယံလိဝင်ခွင့်ရထားတယ်အတင်းအတင်းအနေနဲ့ချန်ပီယံလိကိုပရီးမီးယားလိကို तू ကဖဲလက်စ်မြောက်ကစားနေရတယ်နောက်ပြီးတော့လူ ခေါ်တဲ့နေရာမှာလည်းကန့်သက်ချက်တွေရှိနေတဲ့အပေါ်မှာနျူကတ်ဆယ်အသင်းဟာထင်သလောက်လူဝင်ရဖြည့်တာတွေပါလေမလုံနိုင်ဘူးဒါအပြင်သူတို့ရဲ့တကယ်အားထားရပါတယ်ဆိုတော့ SMU ISS ကလီဗာပူးအသင်းကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းသွားတယ်အဲ့တော့နျူကတ်ဆယ်အနေနဲ့ဟာအဲ့ဒီရလာတဲ့ပတ်စံနဲ့ပြန်ပြီးပြန်ပြည့်မဲ့အချိန်ကြတော့လေအချိန်ကလုံးလုံးတော့မရဘူးအဲ့တော့နျူကတ်ဆယ်အနေနဲ့ကျွန်တော်ထင်ဒီ January ကာလမှာသူတို့လူများထပ်ဖြည့်မလားဒါမှမဟုတ်လည်းသူတို့ဖြည့်ထားတဲ့လူတွေတော့ရှိတယ်ဒါပေမဲ့ဒဏ်ရာရနေတဲ့ကစားသမားတွေအားလည်းနျူကတ်ဆယ်ရဲ့ထိုးနှက်ချက်တခုလို့ပြောလို့ရတယ် ဒါပြင်ယူကစရာအခုဆိုလို့ရှိရင်အစ်စ14မှာရက်တည်နေတယ်။ရမဆန်နမတ်နဲ့ကျွန်တော်တို့ဒီစတပွဲကစားထားမှာ၃ဘွဲ့နိုင်တယ်၃ဘွဲ့တည်ကြတယ်၅ဘွဲ့ထိရှုံးထားတယ်။အဲ့တော့ယူကစေကဒီပွဲကိုရောဘလိုမျိုးမက်ဆီတွေကိုဘလိုဒက်ဖက်မလဲဆိုတာကိုစောင့်ကြည့်ချင်တယ်။မက်ဆီတွေအနေနဲ့ကလည်းဘလိုမျိုးအတက်လုပ်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမယ်လို့ကျွန်တော်မြင်မိတယ်။ဘာလို့လဲဆိုတော့မက်ဆီတီဟာဒီနှစ်မှာအဝေးကွင်းဆွတ်ဆောင်ရေးတော်တော်လေးကိုညံ့တယ်လို့ပြောလို့ရတယ်။သူတို့ အဝေးကွင်းဆန်းဆောင်ရေးမှာဆိုလို့ရှိရင်ပရီးမီးယားလိမှာရှုံထားတဲ့ပွဲစဉ်စပါးတသင်းကိုပဲအင်္ဂွေမှာရှုံထားတာဂျန်တဲ့တင်တဲ့အားလုံးကိုအဝေးကွင်းမှာရှုံထားတယ်။နောက်ပြီးတော့အာဆင်နယ်ကိုသိကြထားတယ်။အဲ့တော့အဝေးကွင်းဆန်းဆောင်ရေးအရင်ကမှဒီအားရဖို့မကောင်းဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ဖက်ကြီးရဲ့ကစားပုံဟာလည်းပြန်ပြီးအထိုင်ကျလာတယ်ဆိုတော့နည်းနည်းလေးတော့ပြောဖို့ခက်တယ်။ပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့အင်္ဂွေမှာလီဗာပူးကိုနိုင်ထားတဲ့မန်စီးတီးရဲ့မိုမန်တမ်လေးနောက်ပြီးတော့ကျွန်တော်တို့ တိုက်ဆက်မှာကိုပုံမှန်တွင်းနေတဲ့ဟာလန်ရဲ့ခြေစွမ်းတွေရက်မသွားဘူးတပွဲပြီးတပွဲတပွဲပြီးတပွဲကိုပွဲတွေဆက်နေအောင်ကိုကိုတွင်းနိုင်တယ်ဆိုတော့တိုက်ဆက်မှုကိုပိုင်ဆိုင်ထားတယ်နောက်ပြီးတော့ကွင်းလွယ်မှာလည်းကျွန်တော်တို့ရိုဒရီနေရာမှာအခုပြန်ဆော့လာတဲ့နီကိုကွန်ဆာလက်ကလည်းအားကိုးရတယ်နောက်ပြီးတော့ကျွန်တော်တို့ right ဘက်မှာဆိုလို့ရှိရင်လည်းပင်နူးနက်ကလည်းအားကိုးရတယ်လို့ကျွန်တော်တို့ left မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နီကိုအိုရိုင်လီကအားကိုးရတယ်နီကိုအိုရိုင်လီအားကိုးရလို့ကျွန်တော်တို့ဒီမှာတကယ်တမ်းခေါ်ထားတဲ့ ignore တောင်မှတော့မရအောင်ဖြစ်သွားတယ် ခုနီကိုရိုင်လီပဲကျွန်တော်အမြင်တော့ပွဲထွက်ထွက်လာမယ်လို့ထင်တယ်။အက်နိုရီကိုတော့ဘယ်လိုမျိုးဘောတုံးမလဲဆိုတာတော့ကွာရီယိုလာပြန်ပြီးတော့စဉ်းစားမယ်လို့ကျွန်တော်မြင်မိတယ်။မန်စီးတီးပွဲထွက်မဲ့ကျင်းတီးတဲ့ကစားသမားထဲမှာဆိုလို့ရှိရင်ဒူနာရူမပါမယ်။ရူဘင်ဒီယက်ဂျက်စကူကိုဘာရီယိုဒါမှမဟုတ်ဘယ်နဲ့အဲ့ဒီအဲ့ဒီဟာတော့မှ change changes လုပ်မယ်ထင်တယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင် Ruby D နဲ့တခြားတယောက်ရောမတွဲအောင်မလားဒါမှမဟုတ်ဘယ်နဲ့ဒီတွဲရမဲ့လူတွေဆိုတဲ့အနေထားမှာသူတို့ ဂွာဘာဒီယိုနဲ့ပဲအတွဲပြီးတော့အထိုင်ချနေတဲ့အတွဲကိုပဲတွဲမလားဆိုတော့စောက်ကြည့်ရမယ်။နီကိုခွန်ဆာလက်ပြန်ပါလာလိမ့်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရူဒီတန်ရရနေတဲ့အတွက်ကျွန်တော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်နီကိုခွန်ဆာလက်ပါလိမ့်မယ်၊ဖိုဒန်ပါလိမ့်မယ်၊ရိုက်ဒါပါလိမ့်မယ်၊တိုက်စစ်မှာဟာလန်ပါလိမ့်မယ်၊ဒူကူရောဆာဗီညိုရောမသေးကြဘူး။မပြောတတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဂွာဒီယိုလာရဲ့အနေထားပေါ်မှာမူတည်တဲ့ကစားသမားတွေအများကြီးအကုန်လုံးဒီဘက်ပြန်ကောင်းလာပြီဆိုတဲ့အချိန်မှာဂွာဒီယိုလာလှုပ်ချင်တာကိုလှုပ်အောင်ပါ။တင်ပါ။ဂွာကြီးကတော့ဂွာကြီးပဲသူ့စတိုင်နဲ့သူသွားမှာ။ဒါ ਉ တော့ ကျွန်တော်တို့လည်းမကမန်းတတ်ဘူးနောက်တစ်ခုကကျွန်တော်တို့ဒဏ်ရာရနေတဲ့ကစားသမားကိုကြည့်ရမယ်ဆိုရင်မန်စီးတီးမှာရိုဒီရှိမယ်ကိုဝက်ချစ်ရှိမယ်ဒီနှစ်ယောက်ပဲရှိမယ်ဒါပေမဲ့နျူကာဆယ်မှာတော့ဒဏ်ရာရနေတဲ့ကစားသမားတွေအများကြီးရှိတယ်ကိုသမန်နစ်ပုတ်ရှိတယ်နောက်ပြီးတော့လီဘရမန်တို့ရှိမယ်နောက်ပြီးတော့ဂျော်လင်တန်ရှိမယ်ဂေါ်ဒန်ရှိမယ်ဝစ်ဆာရှိမယ်အဲ့တော့နျူကာဆယ်အသင်းအနေနဲ့ကကျွန်တော်အမြင်ပြောမယ်ဆိုရင်မလွယ်ဘူးသူရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဂျော်လင်တန်တို့ဂေါ်ဒန်တို့နစ်ပုတ်တို့ဒီကစားသမားတွေနောက်ပြီးတော့လီဘရမန်တို့လို့လီဘရမန်တို့ကတကယ်ကောင်းတာဗျာကျွန်တော်နျူကာဆယ်မှာ တကယ်ကြိုက်တယ်ဗျဒီကစားသမားမက်ဆီလေးရောက်လာတယ်ကိုကောင်းပါဒါပေမဲ့ဒီကိုအိုရိုင်းလေးကလည်းကောင်းလာတယ်ဆိုတော့လေမဆိုးအဆင်ပြေပါတယ်အပြောင်းရွှေ့လေးအရင်ဖြစ်စီခြင်းနဲ့စိတ်တွေအရင်များနေတယ်ဗျအဲဒါကြောင့်မို့လို့ sorry sorry အဲ့တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ယူကဆယ်အတင်းဒဏ်ရာရနေတဲ့ကစားသမားတွေအရင်များတယ်အဲ့တော့အဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာလေစောင့်ကြည့်ရမယ်မက်ဆီတီအနေနဲ့ကလည်းဒီဘက်ကအမှတ်ရဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာဆင်နယ်ကစပါးနဲ့တွေ့နေတဲ့အချိန်မှာမက်ဆီတီအမှတ်ယူဖို့လိုလိုအပ်တယ်ဒါကမက်ဆီတီအတွက် အခွင့်အရေးပဲဆက်ပြီးတော့အားကြီးကို pressure ပေးဖို့လိုအပ်တယ်ကျွန်တော်တို့ဒါမှ champion ပြေးလန်းချောင်းထဲမှာဆက်ရှိနေမှာနောက်ဆိုရင်လွဲချော်သွားနိုင်တယ်အာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Manchester City အသင်းဟာ Villa နဲ့ပွဲတုန်းကလူမျိုးငမြောင်းငချောက်လုပ်လိုက်မယ်ဆိုလို့ရှိရင်တိုင်ပတ်သွားနိုင်တယ်အဲ့ဒီချိန်တိုင်ပတ်သွားလို့ဟိုဘက်ကတကူရသွားပြီဆိုရင် Manchester ကိုရဖို့ခက်ခဲသွားနိုင်မှုရှိရင်မလွယ်ဘူးကျွန်တော်တို့ဒီပွဲဟာ Manchester အမှတ်ရော့သွားနိုင်တယ်။ Manchester အမှတ်ရော့သွားလို့ရှိရင် AI ကို pressure ပေးဖို့အတွက် ပို့ပြီးခက်ခဲသွားမယ်ချန်ပီယံပြေးပြေးလမ်းကြောင်းကနေပြီးတော့ကျွန်တော်တို့ပြေးဖက်သွားလိုက်ရလိမ့်မယ်အဲ့တော့ဒါတော့ဒါကတော့ကျွန်တော်အမြင်ပေါ့အသိရမလားဒါပေမဲ့မက်ဆီဒီအသင်းကျွန်တော်အမြင်ဒီပွဲနိုင်နိုင်မယ်လို့တော့ကျွန်တော်မြင်မိတယ်အကမတင်ကိုကပြတ်သွားမယ်ထင်တယ်သူတို့ဒီနျူကာဆယ်အားထားရတဲ့ကစားသမားအများစုတရားရနေတယ်ဆိုတော့နျူကာဆယ်ကအထူးက defense အနေနဲ့သွားမယ် အမ်သူတို့ကချစ်ဆွမ်းပြနေတဲ့ဝန်တမန်တန်ဆိုတော့ရပါတယ်အလောက်ကြီးလည်းမဟုတ်ပါဘူး။ तू ကောင်းမကောင်းမပြောကောင်းနေဗျာ။ဒီဂျာမန်သားလေးမဆိုးကောင်းနေဒါပေမဲ့မက်ဆီဒီဒီထက်ပိုပြီးလုပြနိုင်မယ်လို့တော့ကျွန်တော်ခန်းစားနေရတယ်ဗျာ။ဒါပွင့်လင်းပြောတာ။နောက်ပြီးတော့ဒီကဆယ်အတင်းဟာချန်ပီယံလိမှာ26နေကြရင်မာဆီနဲ့ကံပူရှိတယ်။အဲ့ဒါကိုလည်းတစ်ချက်သတိထားရမယ်။အမ်မက်ဆီဒီအတင်းကတော့26နေမှာကျွန်တော်လီဗာပူးဆင်နဲ့ကံရလိမ့်မယ်ချန်ပီယံလိ။အဲ့တော့ချန်ပီယံလိရှိတဲ့အပေါ်မှာကောဘယ်လိုမျိုးသူတို့တွေနေပြီးပါလေချင်းပြီးတော့ဘယ်လိုဒီပွဲကိုဘယ်လိုရင်ဆိုင်မလဲချန်ပီယံလိအတွက်ကော ဘာလေးထည့်စဉ်းစားထားမလဲဆိုတော့တော့စောက်ကြည့်ရမယ်။နောက်ပြီးတော့မန်စီးတီးအသင်းအနောက်ဆုံး၅ပွဲကစားတာမှာ၄ပွဲနိုင်ပြီးတော့တပွဲရှုံးထားတယ်။သူတို့ရှုံးထားတာလေအက်စတွန်ဗီလာတသိန်းကိုပဲရှုံးထားတာ။ဂျင်းနက်ပွဲကြီးစတိုက်နိုင်ထားတဲ့ဘရန့်ဖို့ကိုနိုင်တဲ့အဗာတန်ကိုနိုင်တဲ့ဘုံမောက်ကိုနိုင်တဲ့လီဗာပူကို3-0နဲ့နိုင်တယ်။ဒါဆိုလို့ရှိရင်မန်စီးတီးရဲ့အနေထားကပြန်ပြီးတည်ငြိမ်လာပြီလို့ပြောလို့ရတယ်။ဒါပေမဲ့တစ်ခါတလေကြလို့ရှိရင်တော့ငမြောင်းငချောက်ဖြစ်တတ်တယ်။အနေထားကတော့တည်တဲ့အတိုင်းပဲသူတို့ခက်ခဲခက်ခက်ခက်ခဲတွေ့ရလေအသင်းတွေကတော့သူတို့ခက်ခဲနေစေပဲ။ဂွာရီယိုလာလေးရောက်ခဲ့တဲ့ကဂွာရီယိုလာခက်ခဲနေတဲ့အသင်းတွေကတော့ အခုတည်းကလည်းကျွန်တော်တို့ခက်ခဲနေတယ်။ဒါပေမဲ့ညူကာဆယ်ကတော့ကျွန်တော်တို့ခက်ခဲတဲ့အသင်းထဲမှာကျွန်တော်တို့တော့မပါဘူး။ဒါ우တော့ကျွန်တော်မြင်မိတယ်။အဲ့တော့မန်စီးတီးဒီပွဲကိုအနိုင်ယူမယ်လို့တော့ကျွန်တော်မြင်တယ်။ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်မန်စီးတီးဒီပွဲကိုကိုယ်ကပြတ်သွားနိုင်တယ်လို့တော့ကျွန်တော်မြင်မိတယ်ဗျာ။ဘာဖြစ်လို့ဆိုတော့မန်စီးတီးကအခုလက်ရှိခြေစွမ်းအနေထားနောက်ပြီးတော့ကျွန်တော်တို့လူအင်အားဆုံဆုံလင်လင်ရှိမှုနောက်ပြီးတော့ဒဏ်ရာတွေများနေတဲ့အာကြီးကိုလန်ဒန်ဒါဘီ တွေးဆနေရတဲ့အချိန်မှာကျွန်တော်တို့အမှတ်ကောင်းကောင်းယူထားတဲ့လို့ကျွန်တော်မြင်မိတယ်။ဒီအချိန်မှာအမှတ်ကိုရသလောက်စုဆောင်းထားရမယ်အချိန်လို့လည်းကျွန်တော်မြင်မိတယ်။ချန်ပီယံလိကျလို့ရှိရင်လီဗာပူးစင်းတွေးမှာမှန်ပေမဲ့မန်စီးတီအနေနဲ့အလောက်ထိလည်းမခက်ခဲပါဘူး။တဲ့မလား။အဲ့တော့မန်စီးတီဂူးပြတ်နိုင်သွားမယ်လို့လည်းကျွန်တော်မြင်မိတယ်။အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော့ Z2 ဒါမှမဟုတ်1-3လောက်ဖြစ်သွားမယ်လို့ကျွန်တော်မြင်မိတယ်။ဟုတ်ကဲ့။ဒါကျွန်တော်ရဲ့အမြင်ကိုပြောတာပါ။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel ကိုသဘောကျတဲ့ဆိုင် like and subscribe လေးလုပ်ခဲ့ပေးဖို့မြစ်တိုက်ရခင်ပါတယ်။ဟုတ်ကဲ့။အခု ကျွန်တော်တကုတ်အနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတွေတဲမှာမလေးရှားကလူတွေပါမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တကုတ်ပြောချင်တာကအခုအပန်းစီတွေအရင်ကျန်းနေပါတယ်အဲ့ဒီအချိန်မှာခင်ဗျားတို့အနေနဲ့လူနေထူထပ်တဲ့နေရာတွေနောက်ပြီးတော့လမ်းသွားလမ်းလာတွေနောက်ပြီးတော့ grab စီးတာတွေနောက်ပြီးတော့ဘေးအိမ်က complain လုပ်တဲ့ဟာတွေဒါတွေကိုသတိထားပါစဉ်းစားခြင်းနေပါမူးမူးကွဲပြီးတော့ or hit တောင်းရင်ဒါတွေကိုရှောင်ကြဉ်ပါလို့ ကျွန်တော်အနေနဲ့မြေတိုင်ရခံပါတယ်ဟုတ်ကဲ့တင်းကြောက်ဒုဒဝဒုက္ခမရောက်ပါစေနဲ့လို့ပဲပြောရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်